ာချိုးမြန်ပြင်းဇိုးကြောင့်စကိုင်းလာဟာရေတောက်စင်းရစကိုင်းလာဟာရေတောက်စင်းရကျွန်တော်တို့ဒေါင်းလုံးမျိုးဆက်တန်ကြအဖွဲ့ကဒီနှစ်နဲ့ပါဆိုလို့ရှိရင်အစင်ဆက်ကျွန်တော်တို့တန်ကြဲထွက်ဖြစ်တာ၁၂နှစ်တည်းရှိခဲ့ပြီပေါ့နော်ဆိုတော့ဒီဆေယနာရှင်တွေကဒီပြည်သူလူထုရဲ့လွတ်လပ်စွာဂီတာထုတ်ဖို့ပြောဆိုခွင့်ဆိုတဲ့အကြောင်းအင်မတန်မှဟိုကြောက်ရွံ့လေးရှိပါတယ်ဒီတန်ကြဲအမှုပညာကကျွန်တော်တို့လူမျိုးအတွက်ကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့ရိုးရအမွေနှစ်ကနေပြီးတော့မှပေးထားတဲ့လွတ်လပ်စွာဂီတာထုတ်ဖို့ပြောဆိုခွင့်ရဲ့အနှစ်သာရဖြစ်တယ်ထုတ်ဖို့တာတာ ဖွယ်ဖြစ်တယ်ပြည်တုံးကတို့အမျိုးတွေကူးကူကဲတဲ့ဒီတစ်နှစ်လုံးအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဟိုမလျော်ကန်တဲ့အရာတွေကိုနောက်ပြီးတော့အစိုးရတွေရဲ့အမှားရွံ့တွေစစ်တပ်ရဲ့အမှားရွံ့တွေစစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်ပါဝင်ပတ်သက်ခဲ့မှုတွေကိုကျွန်တော်တို့ကအများအမ်းဟိုပုံစံမျိုးစုံနဲ့ကျွန်တော်တို့အာဆန့်ကျင်ခဲ့တယ်ကန့်ဝတ်ခဲ့တယ်ပြည်သူလူထုကိုတင်ပြခဲ့တယ် အဲတယောတင်တာတယောတယ်ထောက်ပြတင်တာထောက်ပြတယ်ဝေဖန်တင်တာဝေဖန်တယ်ဆိုတော့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့အဲတင်ဆက်ခဲ့ကြတာရှိပါတယ်ဒီနှစ်မှာတော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံမှာအင်ပတန်မှဒါဝန်နဲ့ကြည်ကွဲစရာကောင်းတဲ့အချိန်ကာလတစ်ခုကိုကျွန်တော်တို့ကြာရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ဒါကဒါပြီးခဲ့တဲ့ မတ်လ28ရက်နေ့မှာကျွန်တော်တို့ဒါဟို9.9ပြင်းအားရှိတဲ့ငလင်ကြီးလောက်ခတ်သွားမှုကကျွန်တော်တို့တတိုင်းမြေလုံးမှာရှိနေတဲ့ပြည်သူလူထုရဲ့ယင်ကိုဒါခြေမှသွားခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီဒီလိုဖြစ်စဉ်မျိုးတွေဖြစ်ခဲ့တာမျိုးဖြစ်တဲ့ခါကျတော့ကျွန်တော်တို့မှဒီနှစ်မှာတော့ခါတိုင်းနှစ်တလူမျိုးကျွန်တော်တို့ရဲ့ down လို့မျိုးတဲ့တန်ကြာကအစဉ်ဆက်ကအမျိုးနဲ့အမြန်သွားလေးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်တို့ပုံစံတင်ဆက်တဲ့ပုံစံအနည်းငယ်လေးပြောင်းပြီးတော့မှဒါအာလူလူနဲ့ကျွန်တော်တို့တသားရဲရှိတယ်ဆိုတဲ့ပုံစံရဲ့လူလူကို ဒီအခက်ခဲအကျက်တဲတွေဂျားတွေကနေပြီးတော့အမြန်ဆုံးပြန်လဲယုံကြွားပြီးတော့မှနော်စစ်အာဏာရှင်စန့်ကျင်ရေးကိုဟိုအဆုံးသက်တိုက်ပွဲဆင်နွှဲဖို့တွေအထိကိုကျွန်တော်တို့လူလူရဲ့တက်လုံကိုထိန်းထိန်းဖို့လူလူရဲ့စိတ်ဓာတ်မကျသွားဘူးလူလူနဲ့ကျွန်တော်တို့တသားတည်းရှိပြီးတော့မှအဆက်ပြီးတော့ယုံကန်ကြဖို့ဆိုတဲ့ပုံစံမျိုးနဲ့တင်ဆက်မှုပုံစံလေးကိုကျွန်တော်တို့ပြောင်းထားတယ်ဗျာဆိုတော့ဒီနှစ်မှာဆိုရင်တော့ဒီမန္တလေးစကိုင်းနဲ့မြန်မာနိုင်ငံအနှံ့မှာဖြစ်သွားတဲ့ငလင်ဒန်တွေကိုလူလူကကိုအားကိုကိုးပြီးတော့ရုံးကန်ပြီးတော့မှ ပြန်လေရုံးထားဖို့စူးစမ်းနေတယ်ဆိုတော့ message ကိုကျွန်တော်တို့အာဒီနှစ်တန်ချက်မှာအာပို့ပြီးတော့အသားပေးထားတယ်အာနောက်ပြီးတော့မှဒီခေဆက်ဆက်မှာကျွန်တော်တို့လူလူကအခက်ခဲအကျက်တဲဘောင်ညောင်းပြားစွာကိုကြုံခဲ့ကြပြီပေါ့နော်။1962ကနေစလို့ကျွန်တော်တို့က ဟိုမျိုးစုံကျွန်တော်တို့ဒီနှစ်ဒီချိန်ကြီးကြုံခဲ့ပြီးထောက်ကွက်48ခုနှစ်မှာကျွန်တော်တို့ပြည်တွင်းစစ်ကြီးစခဲ့တယ်အဲ့ဒီရဲ့နောက်ဆက်တွဲမှာပုံစံမျိုးစုံမတူမတူညီသောဒုက္ခဒုက္ခမျိုးစုံကိုကျွန်တော်တို့ပြည်သူလူထုကခံစားခဲ့ရတာဒီနောက်ဆုံးအဲဒီ match လ28ရက်နေ့မှာကြုံတွေ့ခဲ့တဲ့ငလင်အထိပါပါเนาะညီတို့သောအခက်ခဲဒုက္ခတွေကိုကျွန်တော်တို့ကြုံတွေ့နေပါစေကျွန်တော်တို့ပြည်သူလူထုကအဲမီလီယံကြားတွေကနေပြီးတော့မှထိုးထွက်လာတဲ့ fitness ငတ်ဒီတို့ပါပဲပြန်လဲပြီးတော့ရုံထွက်ခဲ့ကြတယ်ဆိုတော့အတိတ်မှာတာရကတွေရှိခဲ့တာပေါ့เนาะဆိုတော့ဒီနေ့ဒီနေ့ဒီအချိန်မှာလဲဒီ ဒီအခက်ခဲအကျက်တဲတွေဂျားတွေကနေအပြန်အမြန်ဆုံးကျွန်တော်တို့ပြန်လဲရုံးထွားနိုင်လိမ့်မယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တယ်ပြီးတော့ကျွန်တော်တို့တန်ချက်ကလည်းအဲ့ဒီဟာကိုပို့ပြီးတော့မှအသားပေးပြီးတင်ဆက်ထားတဲ့ဒီနှစ်တန်ချက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကအာစစ်အာဏာရှင်စန့်ကျင်ရေးစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးစစ်တပ်ကနိုင်ငံရေးကနေထွက်သွားရေး ပြီးတော့ကျွန်တော်တို့ပြည်ပြော်ရေးတဲ့နိုင်ငံတော်အစ်ဖြစ်တဲ့ Federal Democracy တိဆောက်ရေးဆိုတဲ့လမ်းကြောင်းမှာလမ်းခုလက်ကိုရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပန်းနိုင်ကတဖြည်းဖြည်းနဲ့နီးလာပြီဆိုတဲ့အရာဒီကျွန်တော်တို့လက်ရှိပဂတိအရှိတရားပဲဖြစ်ပါတယ်ဆိုတော့ဒီပန်းနိုင်ကိုကျွန်တော်တို့ဒီနေ့ဒီအချိန်မှာ လက်လျှော့လိုက်မယ်ဆိုရင်ကျွန်တော်တို့ကတုံညာအနေပြန်ဆရလိမ့်မှာဖြစ်တယ်ဆိုတော့တုံညာအနေကျွန်တော်တို့ပြန်ဆမလားရှိနေတဲ့အခြေအနေကနေပြီးတော့မှကျွန်တော်တို့အမြန်ဆုံးဒီအခက်ခဲအကျက်တဲတွေဈာနေရတယ်အမြန်ဆုံးယုံထပြီးတော့မှဒီဒီတိုက်ပွဲကိုအဆုံးသတ်မလားဆိုတဲ့ဟာကိုကျွန်တော်တို့အာအရေးကြီးပါတယ်ဘောနော်ဆိုတော့အာကျွန်တော်တို့အာလက်ရှိရှိနေတဲ့အခြေအနေအခင်းချင်းကနေပြီးတော့မှအကျက်တဲတွေအခက်ခဲတွေကိုအတူတူအတူတကွာကျွန်တော်တို့ရင်ဆိုင်ဖြေရှင်းပြီးတော့ဆင်ရနာရှင်စနစ်ပြုတ်ကြရေး